တူရကီနိုင်ငံမှာယူကရိန်းနဲ့ဆွေးနွေးမဲ့ရုရှားကိုယ်စားလှယ်အဖွဲ့ထဲတမရပူတင်ပါဝင်မှာမဟုတ်ဘူးလို့ရုရှားကထုတ်ပြန်ပါတယ်။သုံးနှစ်ကျော်ကြာဖြစ်ပွားခဲ့တဲ့စစ်ပွဲနဲ့ပတ်သက်ပြီးနှစ်နိုင်ငံတွေ့ဆုံဆွေးနွေးဖို့ကိုပူတင်ကစတင်ဆိုပြခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ယူကရိန်းတမရဇယ်လမ်စကီးကသူနဲ့ပူတင်တို့မျက်နှာချင်းဆိုင်တွေ့ကြမယ်လို့တောင်းဆိုခဲ့ပါတယ်။တခြားအဆင့်အရာရှိတွေတွေ့ဆုံမှုကဒီကိစ္စမှာကြီးကြီးမားမားထိရောက်မှာမဟုတ်ဘူးလို့ဇယ်လမ်စကီးကပြောတာပါ။မေလ15ရက်နေ့နှစ်ဖက်တွေ့ဆုံမှုမှာ ပူတင်ကိုယ်တိုင်အစည်းအဝေးတက်မတက်ဆိုတာရုရှားဘက်ကချက်ချင်းအတိမပြုတ်ပဲတွေးဆောင်ပွဲမတိုင်ခင်တရက်ကြာမှပူတင်မပါဝင်ဘူးဆိုတာကိုကြေညာခဲ့တာပါဇလမ်စကီကသူဟာတူရကီနိုင်ငံရဲ့အန်ကာရာမြို့တော်မှာကြိုးစောင့်နေမှာဖြစ်ကြောင်းဒါပေမဲ့ပူတင်နဲ့တွေ့ဖြစ်မယ်ဆိုမှပဲအစည်းအဝေးလုံးမဲ့အစ္စတန်ဘူမြို့စီကိုသွားရောက်မှာဖြစ်ကြောင်းပြောထားပါတယ်ဒါကြောင့်ဇလမ်စကီလည်းဆွေးနွေးပွဲကိုတက်ရောက်ဖြစ်တော့မှာမဟုတ်ပဲအန်ကာရာမှာပဲတူရကီသမ္မတရာဂျက်ထရော့ပ်စ်အာဒူဝန်နဲ့တွေ့ဆုံသွားမှာဖြစ်ပါတယ် အမေရိကန်သမ္မတထရမ်ကရုရှားနဲ့ယူကရိန်းနှစ်ဖက်ကောင်းဆောင်တွေကိုတွေ့ဆုံစေခြင်းကြောင့်တိုက်တွန်းထားပေမဲ့ပူတင်ကအစည်းအဝေးမတက်ဖို့ဆုံးဖြတ်ခဲ့တာပါယူကရိန်းနဲ့ဆွေးနွေးမဲ့ရုရှားကိုယ်စားလှယ်အဖွဲ့ရောသမ္မတရဲ့အကြံပေးအရာရှိမီဒင်စကီးကဥဆောင်မယ်လို့ကရမလင်နန်းတော်ကြေညာချက်မှာဖော်ပြထားပါတယ်ပူတင်နဲ့ဇလမ်စကီးတို့ကစစ်ပွဲမဖြစ်သေးခင်2019ခုနှစ်ဒီဇင်ဘာလမှာနောက်ဆုံးအကြိမ်မျက်နှာချင်းဆိုင်တွေ့ခဲ့ကြဘူးပါတယ်နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေနောက်ဆုံးအကြိမ်တိုက်ရိုက်ဆွေးနွေးတာကတော့ ရုရှားရဲ့ကျူးကျော်စစ်စတင်ပြီးတလအကြာ2022မတ်လမှာဖြစ်ပြီးအစ္စတန်ဘူမှာပဲတွေ့ခဲ့ကြတာဖြစ်ပါတယ်စစ်ပွဲရဲ့လက်ရှိအခြေအနေအရတော့ပြီးခဲ့တဲ့တစ်နှစ်တာအတွင်းရုရှားကယူကရိန်းနိုင်ငံရှေ့ပိုင်းမှာထိန်းချုပ်နေမြေအစ်စ်တွေကိုဖြည်းဖြည်းချင်းစီချဲ့ထွင်သိမ်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်ရှင်